စวัสดีครับทุกทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အရင်တစ်ပတ်ကပြပြသွားတဲ့ပေါက်ဆက်စကားပြောနည်း၈မျိုးတည်းကနံပါတ်၁ကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းတို့တို့လိုက်ပြီးတော့လေ့လာလိုက်ကြအောင်ခင်ဗျာခွိခွိခွိဆိုတာဖူးတယ်လို့အဓိပ္ပာယ်ရပါတယ်ဗမာလိုအဓိပ္ပာယ်ပေါ့နော်ဒီမှာကျွန်တော်ကလဲဟိုနဲ့ပေါင်းမယ်ခင်ဗျာလဲဟိုကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ်ပြီးပြီးပြီလို့အတိတ်ပဲရတယ်သူတလုံးနဲ့အတွက်သူတလုံးနဲ့အတိတ်ပဲဆိုရင်နော်အခုကခိုင်အပေါင်းလဲဒီနှစ်ခုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကကွက်လက်ဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျာဒီနှစ်ခုပေါင်းစားလိုက်တဲ့အခါမှာလဲမူလပုံစံအတိုင်းသူ့နေရာမှာသူထည့်ပြောပေးရမှာဖြစ်ပါတယ်လဲကိုအားလုံးရဲ့အနောက်ဆုံးမှာထည့်ပြောမှာဖြစ်ပါတယ်ခင်ဗျာအတိတ်ပဲကတော့ခေအပေါင်းလဲဆိုရင် ကြုံမှုပြီးပြီဆိုတော့အတိတ်ပဲတက်ရောက်ပါတယ်ခင်ဗျာကျွန်တော်တို့သကလုံးလေးတွေထည့်ကြည့်လိုက်အောင်ခင်ဗျာเคยทําแล้วเคยทําแล้วเคยทําแล้วဆိုတာအတိတ်ပဲကတော့လှုပ်ဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ทําဆိုတာက verb ကရိယာဖြစ်ပါတယ်ခင်ဗျာทําဆိုတာလှုပ်တည်လို့အတိတ်ပဲရပါတယ်ဒါကိုကျွန်တော်တို့เคยแล้วကဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျာ คยทําแล้วဆိုတော့အတိတ်ပဲอ่ะလှုပ်ဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့เคยกินแล้วเคยกินแล้วเคยกินแล้วဆိုတာကအတိတ်ပဲတော့စားဘူးပြီးပြီလို့အတိတ်ပဲရပါတယ်กินဆိုတာကစားသည်လို့အတိတ်ပဲရပါတယ်ခင်ဗျာဒီ verb ကရိယာလေးတွေကိုจัดထားမှာစလုံးစလုံးတွေထည့်တဲ့အခါမှာအဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျာเคยกินแล้วဆိုရအတိတ်ပဲတော့ စာပူပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျခေထမ်လဲလှုပ်ဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ခေကင်လဲစာပူပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျနောက်တစ်လုံးကတော့ခေရက်လဲခေရက်လဲခေရက်လဲရှစ်ဖူးပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျရက်ဆိုတာကရှစ်တီလို့အတိတ်ပဲရပါတယ်ဒီကတော့ကျွန်တော်တို့စာထဲမှာ ာပြောတဲ့စကားပေါ့နော်ကျွန်တော်တို့အရက်သုံးစကားဆိုရင်ချစ်တီယိုလတ်လတ်ခလတ်လဲဒီလိုမျိုးလည်းပြောလို့ရပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ရေတော့အမှန်ဖတ်တော့တယ်ပေါ့နော်စာရေးအတိုင်းပြောမယ်ဆိုရင် ခရက်လဲရှစ်ဖူးပြီးပြီလို့အထိပ္ပာယ်ရပါတယ်ရက်ဆိုတာကရိယာပါချစ်တီလို့အထိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးနောက်တစ်လုံးကကြတော့ခဟင်လဲခဟင်လဲမြင်ဘူးပြီးပြီလို့အထိပ္ပာယ်ရပါတယ် ဟင်ဟင်ဆိုတာအတိတ်ပဲကမြင်သည်လို့အတိတ်ပဲရပါတယ်သူလဲကရိယာပဲเนาะဒါကိုကျွန်တော်တို့ခေလဲဦးနဲ့ပေါင်းလိုက်မယ်เนาะဖူးပြီးပြီနဲ့ပေါင်းမယ်ခေဟင်လဲဦးမြင်ဘူးပြီးပြီလို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်ကြအောင်ခင်ဗျာနောက်တစ်လုံးကတော့เคยไปแล้ว เคยไปแล้ว เคยไปแล้ว เคยไปแล้วဆိုတော့အတိတ်ပဲရတော့သွားဘူးပြီးပြီလို့အတိတ်ပဲရပါတယ် ပိုင်ပိုင်ဆိုတာကသွားသည် လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာသူလဲကရိယာပဲเนาะဒါဟုတ်ကျွန်တော်တို့ခေလဲဟိုနဲပေါင်းလိုက်ရင်ခေပိုင်လဲဟိုခေပိုင်လဲဟိုသွားဖူးပြီးပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကခေคิดแล้วเคยคิดแล้วเคยคิดแล้วစဉ်းစားဖူးပြီးပြီးတွေးဖူးပြီးပြီးလို့အတိတ်ပဲရပါတယ်คิดဆိုတာက စဉ်းစားစဉ်းစားတယ်တွေးတောတယ်ပေါ့နော်ခစ်ထုံဆိုရင်တတိယတယ်လို့အတိပ္ပယ်ရပါတယ်ခခစ်လဲစဉ်းစားဖူးပြီးပြီစဉ်းစားဖူးပြီးပြီတွေးဖူးပြီးပြီလို့အတိပ္ပယ်ရပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့အတန်ထွက်တွေကိုသေချာနားထောင်ပြီးမှပြောစီလိုပါတယ်ခင်ဗျာသူကအတန်ထွက်သေချာလေးလေ့ကျင့်ပြောဆိုမယ်ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ပြောပြပေးသွားတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ see you the next video bye bye